တဘောဝဘေးရနေရဲ့ကြောင့်ဘဝသူစင်ငယ်မှသာဖြစ်သွားကြတဲ့သူတွေကိုလောင်းစင်ထောက်ပံ့ပေးသွားမယ်နမျက်ဖြူသိင်းပြိသက်များလုံးမင်္ဂလာပါရှင့်ဘောင်မီစနောက်ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ငလင်ပေးကြောင့်ဒုက္ခအတိနဲ့ရင်ဆိုင်နေကြရတဲ့သူတွေကအခုချိန်မှာတော်တော်လေးကိုများပြားနေရဖြစ်ပါတယ်အကြောင်းမျိုးမျိုးကြောင့်မိသားစုဝင်တွေဆုံးရှုံးလိုက်ရတဲ့အပြင်နှစ်တွေအများကြီးစစ်စစ်ကုတ်ကုတ်စူးစောင်းထားပြီးမှ ဆောက်လုပ်ထားရတဲ့နေအိမ်လေးတွေကလည်း ညစတမိတ်မိနစ်ပိုင်းအတွင်းမှာတင်ငလင်းဆိုတဲ့သဘာဝဘေးကြီးကြောင့်ပျက်စီးပြိုကျသွားခဲ့ပါပြီ။အခုလိုမျိုးသဘာဝဘေးကြီးကြောင့်အိမ်ထောင်ဦးစီးတွေဆုံးရှုံးလိုက်ရတဲ့ဘဝတူစင်ကယ်မှာသာဖြစ်သွားကြတဲ့သူတွေကိုထောက်ပံ့ပေးသွားမှာကတော့နမျက်ဖြူတင်ပဲဖြစ်ပါရင်နမျက်ဖြူတင်ကအောင်မြင်တဲ့ဆရာဝန်အဆိုတော်တရုတ်ဆောင်တယောက်ဖြစ်ပြီးတော့နမယ်ကောင်းတစ်ခုကိုအကောင်းဆုံးထိမ့်သိမ်းထားနိုင်တဲ့စင်ကယ်မှာသာတယောက်လည်းဖြစ်ပါရင်နမျက်ဖြူတင်နေတဲ့ခင်မုံဖြစ်သူကိုကိုဗစ်ကာလမှာဆုံးရှုံးခဲ့ရတာပါ။ နမ်းမြဖြိုတင်တို့ဇနီးမောင်နှံကတိတ်ချစ်ကြတဲ့ဇုံတွေလေးဖြစ်ပြီးတော့သူတို့နှစ်ယောက်ရဲ့ဂျင်နူးစရာကောင်းတဲ့ဗီဒီယိုတွေကြောင့်လည်းပရိသတ်တွေကအိမ်တော်ကြီးကန်ကောင်းလိုက်တာဆိုပြီးတော့အားကျနေခဲ့ကြတာဖြစ်ပါတယ်။ခင်မုန်းဖြစ်သူနဲ့အတူတာယာတဲ့အိမ်တော်ကြီးကိုဖန်တီးထားတာဖြစ်ပြီးချစ်စရာကောင်းတဲ့သားနဲ့သမီးလေးတွေကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပါဒါပေမဲ့လည်းနမ်းမြဖြိုတင်းအနေနဲ့မမျော်လင့်မဲ့ကိုဗစ်ကာလမှာခင်ပွန်ဖြစ်သူကတည်ဆုံသွားခဲ့ရကြောင်းလူမမယ်ကလေးတွေနဲ့ကြံ့ရစ်ခဲ့ပြီးတော့ဘဝကိုအကောင်းဆုံးဖြတ်သန်းနေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်းအိမ်တောင်ဦးစီးတယောက်ကိုဆုံရှုံထားတဲ့သူမအနေနဲ့အခုလိုမျိုးတဘာဝပေးကြောင်းအိမ်တောင်ဦးစီးကိုလလလရရတဲ့သူတွေကိုကိုချင်းစာနာတာကြောင့်အခုလိုထောက်ပံ့ပေးသွားဖို့အတွက်အဆုံးဖြတ်ခဲ့ရဖြစ်ပါတယ်။သူမအနေနဲ့အိမ်တောင်ဦးစီးကိုဆုံရှုံထားတဲ့ single mother အနေနဲ့အမှန်တကယ်ပဲခင်ပွန်းတဲ့ကိုဆုံရှုံထားတဲ့အကြောင်းအထောက်အထားခံခဲ့မှမှပြပေးရမှာဖြစ်ပါတယ်။ ဒါမှလည်းတကယ်ထရောက်တဲ့အကူအညီကိုမိသားစုအနေနဲ့ရရှိသွားမှာဖြစ်ပါတယ်။ငလင်ပေးအနေအကြောင်းဘဝတွေပြန်လည်တည်မဲ့ဖို့အတွက်မင်းသမီးကျော်လေးနမျက်ဖြူတင်ကနိုင်တဲ့လောက်ရေရှည်ထောက်ပံ့ပေးသွားမှာမို့အမှန်တကယ်မိသားစုဝင်ဆုံးရှုံးထားရပြီးတော့အမှန်တကယ်အားနေတဲ့ single မသားများကိုတော့အ धिक ဦးစားပေးပြီးတော့လှူဒန်းပေးသွားမှာဖြစ်ပါတယ်။ဒီလိုမျိုးငလင်ပေးကြောင့်အိမ်တော်ဦးစီးဆုံးရှုံးရပြီးသားသမီးရှိတဲ့ single မသားများအနေနဲ့အမှန်တကယ်ရှေ့ဆက်ဖို့ခက်ခဲနေအောင်ဆိုရင်နမျက်ဖြူတင်အနေနဲ့သူမကိုဆက်သွယ်ပေးဖို့အတွက်သူမရဲ့ page မှာတင်ထားခဲ့ရ ဖြစ်ပါတယ်။ဒါကြောင့်လည်းနမျက်ဖြိုသည်နေနဲ့ငလင်ကြောင့်အိမ်ရဲ့အဓိကထောက်တိုင်ဖြစ်တဲ့အိမ်ထောင်ဦးစီးခင်ပုံဖြစ်သူကိုလက်လွတ်ဆုံးရှုံးလိုက်ရတယ်။အားနေပြီးတော့အလုံးကန်ခွင့်လည်းမရှိသေးတဲ့စင်ငယ်မသားမိမသားများကိုရွေးချယ်စီစစ်ပြီးတော့လစဉ်တသိန်းချက်စီတစ်နှစ်တိတိထောက်ပံ့ပေးတော်မှာဖြစ်ပါတယ်။ အခုလိုလူတန်းနိုင်ဖို့အတွက်မင်းသမီးနှမျက်ဖြိုသိင်းနေနေကနဦး9ရောက်စာအတွက်သိန်း60ကျပ်သူမကိုယ်တိုင်မတီထောက်ပံ့ပေးဖို့စဉ်းစားထားတာဖြစ်ပါတယ်အခုလိုမျိုးလူတန်းမှုပြုလုပ်ရမှာနှမျက်ဖြိုသိင်းနေနဲ့အတူပါဝင်ကုသိုလ်ယူလိုသူတွေရှိခဲ့ရင်လည်းသူမစီကိုဆက်သွယ်လို့ရပါတယ်အဲ့ဒီလိုမျိုးအကြောင်းအရာလေးတွေကိုပြောလာခဲ့ရပါအခုလိုမျိုးလူတန်းကုသိုလ်ယူမဲ့သူအနေနဲ့တဦးစာတာဝန်ယူလို့လည်းလစဉ်သသိန်းကျပ်ဖြစ်ပါတယ်ဒီလိုလူတန်းမှုတစ်နှစ်စာဆိုပြီးတစ်လုံးတစ်ခဲတည်းလူတန်းလိုက်ရမှာမဟုတ်ပဲလစဉ်လူရမှာပဲဖြစ်ပါတယ်အခုလိုမျိုးလူတန်း မ်းမှုကနေရရှိလာတဲ့အလူငွေတွေကိုလည်းအမှန်တကယ်ဒုက္ခရောက်နေတဲ့ဆင်ကေမာသားများကိုထောက်ပံ့ပေးတော်မှာဖြစ်လို့မေလ15ရက်နေ့မှာသူမကိုပိုင်ဘိုင်ဘာကနေတဆင့်ပေးရသွားမယ့်သူကိုအကြောင်းပြန်ပြီးတော်မှာဖြစ်ပါတယ်မေလာကောင်ကနေစပြီးတော့လာစဉ်သတိင်းချက်စီလာစဉ်ထောက်ပံ့ပေးတော့မှာဖြစ်ကြောင်းတမရဲ့ Facebook ကမှာတင်ထားခဲ့ရဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ရှုနေကြရတဲ့ပရိသတ်တွေအနေနဲ့တမရဲ့အခုလိုပြုလုပ်ပေးမယ့်အလူဒါနာလေးပေါ်မှာမှတ်ချက်လေးတွေပေးသွားကြပါအောင်နော်အဆုံးထိကြည့်ရှုပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်